မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပြွင့်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာချွေးညမိမိသားသူမှဂျိုးပါဂျိုးဆိုပါတယ်ဆရာကြီးမြန်မာပြည်ပါဒီနေ့28ရက်6လ2025တနင်္ဂနွေနေ့ဖြစ်ပါတယ်ဗျာတနင်္ဂနွေရက်တနေ့တာကညမာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်တနင်္ဂနွေနေ့ရက်ဒီနေ့ရက်ကံကောင်းတဲ့ကိစ္စကတော့ မြေဝင်တတ်တယ်ပြုမြေဝင်တတ်တယ်ဆံမွေးဖြည့်အောင်တတ်တယ်ယာဒူးတိုးတတ်တယ်နော်အကိစ္စတွေဖြစ်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာမြေဝင်မယ်ယာဒူးတိုးမယ်အပြင်ရိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကိုအထူးတလည်ပြုပြီးတော့ကန်ဆမ်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလီလီစားစားတင်းပြပေးလိုက်ပါတယ်ဗျာတင်းနေဝင်နေနေ့မှာဖြင့်ခမရအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ခမရကိုလုပ်ငန်းမို့သောတခြားလုပ်ငန်းလေးတွေ ပြန်လည်ပြီးတော့လောက်ကန်တက်တဲ့ပြိုလူအောင်နေရာဟောင်းလေးနဲ့ပြန်လည်ဆုံတွေ့ရတဲ့ကာလမျိုးဖြစ်ပါတယ်။အိုးလောက်ကန်ဆင်ပြေးလာသူပြီးပါတယ်တကယ်ပြည်သာလားဆိုလည်းမပြေဘူး။ယင်းဤသူများနဲ့ပြန်လည်ဆုံတွေ့ရတဲ့ကာလမျိုးဖြစ်ပါတယ်ဗျာ။ဒါကြောင့်အိုးရင်လောက်ကန်ဆင်မပြေဘူးဆင်မပြေဘူးဆိုတဲ့ခွန်ရသားသမီးအားလုံးတို့သည်ခမရရာဟုတောင်းအနောက်မြောက်တောင်းကိုလက်ခမရအိမ်မှာမင်္ဂလာပေးရမင်္ဂလာရွယ်ကလေး ဒါမှမဟုတ်ရင်ဗရောက်ပင်ဟာဗရောက်ရွက်ကလေးတရွက်ကိုကိုင်းပြီးမှစူတောင်းဘာမှမရှိတဲ့ရက်ဒေသမှာတော့ပကံများလေးကိုကိုင်းပြီးတော့စူတောင်းမယ်ဆိုရင်တင့်မှာပိတ်ဆိုးနေတဲ့အိုးဝင်လောက်ကင်များအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်းပြပေးလိုက်ပါလေအသင်မင်္ဂလာရွက်ကလေးရဲ့အသင်ဘာနာရွက်ကလေးရဲ့နော်အသင်ပကံများလေးရဲ့ကျွန်တော်လေးလောက်ကင်မကောင်းမှုနေရအိမ်နဲ့ပတ်သက်တဲ့အဆင်မပြေဘူးကျွန်တော်အိမ်နေဆောက်ခြင်းနဲ့ အိမ်ကြီးအိမ်ကောင်းတွေနဲ့နေခြင်းနဲ့အလောက်ကန်ကောင်းတွေရခြင်းနဲ့အိမ်မှာရှိတဲ့သားသမီးတွေအိုးအိမ်လောက်ကန်နဲ့ပတ်သက်တဲ့ကောင်းကောင်းလေးရခြင်းနဲ့နိုင်ငံခြားတိုင်းပြည်တွေသွားခြင်းနဲ့အလှူတွေလှုပ်ခြင်းနဲ့မွေးနေ့ပွဲလေးတွေလှုပ်ခြင်းနဲ့ဗျာအဲ့ဒီလှုပ်ခြင်းနဲ့ပြခဲ့မှာကျွန်တော်မှတော့မလှုပ်နိုင်တော့တောကတွေကျုံနေရတယ်အိုးအိမ်လောက်ကန်နဲ့ပတ်သက်တဲ့ပူညာပူညာနဲ့အဆင်မပြေဖြစ်နေတယ်အဲ့ဒီအဆင်မပြေဖြစ်နေတဲ့ကိစ္စလေးအများဆုံးအဆင်ပြေအောင်ကုညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းရာဟုတောင်းအောင်နောက်မြောက်တောင်းအောင်လက်ပကံများလေးကင်ပြီးဆူတောင်းမလားဘန္ဒရဲ့ကလေးတွေကိုကင်ပြီးဆူတောင်းမလား ဒါမှမဟုတ်တော့မာကလာရွက်ကလေးတူရွက်ကလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေရဲ့အိုးရင်လောက်ကင်များအ мян ပွင့်လန်းသွားမှာဖြစ်ပါလေဗျာအမြဒီအချိန်မှာတင်းတင်းကိုနေသားသမီးရတော့ကိုရင်ကိုရမဟုတ်တဲ့အဟောင်းအစ်စ်မဟုတ်တော့အဟောင်းများနဲ့ပြန်လဲဆုံတွေ့နေရတာဖြစ်ပါတယ်ဒါကြောင့်ခင်ဗျာအိမ်ရကွဲကွာနေတဲ့မိသားစုများပြန်လဲဆုံတွေ့တတ်တယ်အဲ့ဒါအပြင်ကိုရောက်နေတဲ့အမျိုးသားများကိုရင်ကိုရကိုပြန်ရောက်တတ်တယ်အဆင်ပြေတဲ့ကာလမျိုးတွေပါဗျာဒါကြောင့် အိမ်ဟောင်းလူဟောင်းမိသားစုအဟောင်းများနဲ့ပြန်လည်ဆုံတွေ့ရတဲ့ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးတွေကဒီချိန်မှာတခုခုပိတ်ဆုံနေတယ်ဆိုရင်တော့ခမရခုနမင်္ဂလာရွယ်ကလေးတွေကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တော့ခမရအင်္ကာတော့အရှိတောင်တောင်လှည့်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆုံနေတဲ့ကံမြအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်း လီလီစားစားတင်ပြပေးလိုက်ပါတယ်ဗျာတနင်္ဂနွေသားသမီးကတော့အစ်စ်မဟုတ်တော့အဟောင်းများနဲ့ပြန်လဲဆုံတွေ့ရတယ်ပြုဒါကြောင့်တခုခုလိုအပ်ချက်ရှိရင်တော့အင်္ဂါတော့အရှိတောင်းတော့လက်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လာမီဖြစ်ပါကြောင်းလီလီစားစားတင်ပြပေးလိုက်ပါတယ်ဗျာเนาะကိုနေနေ့နေ့ဆက်တဲ့ မနီငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအောင်မြင်ကြတတ်တယ်ပြုဒီချိန်မှာမိမိမှာလိုအပ်နေတဲ့ငွေကြီးများဝင်ရောက်ပြီးလက်ထက်ရောက်ပြောက်လက်ထက်ရောက်ပြောက်ဖြစ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အဆင်ပြေခြင်းနဲ့ဆိုတော့တင်းင်းလာအရှိရကိုလည်းခွန်နေသားသမီးအားလုံးတို့ဒီကော်ဖီတစ်ခွက်ကိုပြောတော့သုံးလောက်တောက်တောက်ပြီးမှဆုတောင်းအတင်းကော်ဖီလေးကျွန်တော်တို့ဒီနေ့ငွေကြီးနဲ့ပတ်သက်တဲ့ကံလေးတွေပိတ်နေတယ် ဟိုပိတ်နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကံလေးတွေပွင့်နေတယ်ဗျာကျွန်တော်ပေးသေးရဘလောက်ရသေးရဘလောက်လိုချင်တာဘလောက်ကျွန်တော်အဲ့ကိစ္စတွေနဲ့ပတ်သက်လို့အဆင်ပြေခြင်းနဲ့အဆင်ပြေတဲ့နဲ့အခွင့်အလမ်းဒီပေါ်ကုညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းလေးလေးစားစားနဲ့ဆူတောင်းမယ်ဆိုရင်တော့တင်းနေရဆူတောင်းမှုများငွေကြီးနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်ငွေကြီးအစင်မပြေဘူးအစင်ပြေဘူးပြီးရင်ရပေးတရားရှိတယ်ရတရားရှိတယ် ငွေကြီးနဲ့ကံပိတ်နေတယ်ဆိုတဲ့ခொနေသားသမီးအားလုံးကတင်းလာအရှိရကိုလက်ကော်ပီလေးတစ်ခွက်ကိုဖြောတစုံလောက်တောက်တော့ပြီးမှဆူတောင်းမယ်ဆိုရင်တော့တင့်မှာပိတ်ဆိုးနေတဲ့ငွေကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါလေဗျာတင်းလာသားသမီးတွေဒီချိန်မှာလက်ရှိနေဒီနေ့မှာတော့အောင်မြင်ကြကြတဲ့နေ့ဖြစ်ပါတယ်ကိုရတေသားမဟုတ်တဲ့တခြားရတေသားသွားရတဲ့အောင်မြင်နဲ့အောင်မြင်သောခီးအောင်မြင်သောလုံကအောင်မြင်သောအပြင်ထွက်ခြင်းများကြုံတွေ့ရတာဖြစ်ပါတယ် အကူအလောအလောက်ကိုင်းတဲ့မဟုတ်ဘူးနဲ့အပြင်မှာလိုက်ရလိုက်ရနဲ့သွားရင်တော့အမှုခင်းပြဿနာတွေဖြစ်တတ်ပြီးလက်ထဲမှာရှိတဲ့ငွေတပြားမှမကြအောင် ကုန်းသွားအောင်ကြုံတွေ့ရတတ်ပါတယ်ဗျာဒါကြောင့်ကိုရင်ကိုရာကိုမိသားစုကိုလုံငန်းမှာရွေချက်ရှိနေသွားပါလာပါလောက်ပါကိုင်းမှာအဆင်ပြေပါမယ်ရွေချက်မပြီးရောင်းတော့နေရင်တော့ပြဿနာတက်ပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာတနင်္လာသာသမီများတခုခုယနေ့မှာအလိုဆန္ဒမပြည့်ဘူးဆိုရင်တော့ခင်ဗျာကျွန်တော်တို့ကတော့ ဗုဒ္ဓတောင်ရကိုလှည့်ပြီးမှတခုခုနဲ့ပတ်သက်လို့ဆူတောင်းမယ်ဆိုရင်တင်းရဲ့ဆူတောင်းများအများဆုံးပြေဝါမည်ဖြစ်ပါကြောင်းလီလီစားစားတင်းပြပေးလိုက်ပါရဗျာကိုနဲ့နီးနဲ့ဆက်သက်တဲ့အင်္ဂါသာသမီးများစိတ်နဲ့ပတ်သက်တဲ့ကိစ္စမှာကိုရတ္တိတာမဟုတ်တဲ့တခြားရတ္တိတာတွားရောက်လောကန်တတဲ့လူတခြားစိတ်တခြားဖြစ်ပြီးတခါတလေမှပြောသည်များဆိုသည်များလုပ်သည်များ gain သည်များတယောက်နဲ့တယောက်အစင်မပြေတတ်ပါဘူးဗျာလူနဲ့စိတ်နဲ့ လူနဲ့အလုံးနဲ့လူနဲ့မိသားစုနဲ့မကဖဲနဲ့စိတ်တရားလူတရားဖြစ်နေတာဖြစ်တဲ့အတွက်ကို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 မိသားစုကိုလုံငါမမပွဲနဲ့လူရတဲ့အိမ်မှာနေပြီးစိတ်ကအပြင်းရောက်နေတာဖြစ်တဲ့အတွက်မလူရဘဲနဲ့ပြဿနာပေါ်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်စိတ်တည်ညင့်နေတဲ့ပုံကူများတင်းနှင်းဝင်တောင်အရှိမြောက်တောင်လက်နွားနိုးလေးတစ်ခွက်ကိုဖြောတစုံလောက်တောက်ပြီးမှဆူတော့ဒါမှမဟုတ်အိမ်မှာရှိတဲ့ဓာလေးကိုတင်းနှင်းဝင်တောင်အရှိမြောက်တောင်လက်ကိုင်းပြီးမှဆူတော့အတင်းဓာလေးရဲ့ကျွန်တော်စိတ်တည်ညင့်နေတယ် အရောက်ဝင်လည်းမကောင်းဘူးငွေကြီးရလဲအကျွေးတင်နေမြေလေးရလဲဝယ်ခြင်းနဲ့မြေလေးလဲရောင်းခြင်းနဲ့နော်အလားအိမ်လေးလဲစောက်ခြင်းနဲ့ဗျာအဲအဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့အိမ်မှာရှိတဲ့လူရသမီးကနိုင်ငံခြားသွားမယ်အာသာလေးကအလုပ်ကမရှိဘူးအိမ်မှာပူညာပူညာဖြစ်နေတယ်ဗျာအဲ့ကိစ္စကြောင့်စိတ်တည်ညစ်နေတယ်စိတ်ညစ်နေတဲ့ကိစ္စများအများဆုံးအစီအမံကူညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းတင်းငွေနေထောင်အရှိမောက်ထောင်လှည့် နွားနုလေးတစ်ခွက်ဖြောပြီးတော့တောက်မလားဒါမှမဟုတ်ဓာလေးကိုကိုင်းပြီးတော့စူးတောက်မလားစူးတောက်မယ်ဆိုရင်လည်းတင့်မှာပိတ်ဆိုးနေတဲ့အကံများအမြန်ပွန်းလန်းသွားမှာဖြစ်ပါတယ်ဗျာအင်္ဂါသားသမီးတွေတော့ဒီနေ့မှပြင်ကိုကိုကိုမိသားစုကိုလုံငန်းမှာနေပြဿနာတက်တက်ပြီးအပြင်ရောက်နေရင်တော့ပြဿနာများငြိမ်းမှာဖြစ်ပါတယ်ခင်ဗျာကိုကိုကိုမိသားစုမှာအလုံးသမျှကိုင်းသမျှစိတ်တဲမကြပဲဖြစ်ပြီးတော့အပြင်မှာကိုလှုပ်ခြင်းတဲ့သဘောကိုလှုပ်ခွင့်ရတာဖြစ်တဲ့အတွက် ခမအပြင်ကိုသွားရင်အဆင်ပြေပါလေဗျာဒါကြောင့်တခုခုနဲ့ပတ်သက်တဲ့အင်္ဂါသတိမျိုးများမိမိတို့လိုအပ်ချက်တွေရှိရင်တော့စနေတော့အနောက်တောင်တော့လှည့်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရဗျာကိုနေနီးနဲ့စသတဲ့တဲ့လူယောက်ျားလူယောက်ျားတွေနာကျင်မှုဖြစ်ပေါ်သေးတဲ့ရွှေတွေပေါင်းထားတတ်တဲ့ပေါင်းထားတဲ့ရွှေလေးတွေပြန်မရွေးနိုင်ဘူးရွှေနဲ့ပတ်သက်တဲ့ပြဿနာလူနဲ့ပတ်သက်တဲ့ အာယုံမကြမှုတွေကြုံတွေ့ရတဲ့ကာလမျိုးပြေလူတွေဓာတ်ပြက်နေတာဖြစ်ပါတယ်ဗျာဒါကြောင့်လူတွေဓာတ်ပြက်နေတော့တင်းတင်းလာအရှိရကိုလည်းအာလူဆိုလေးတလုံးကိုင်းပြီးမှဆိုတော့အသေးအာလူလေးရဲ့အိမ်မှာရှိတဲ့လူယောက်ျားအလုံးမလို့ဘူးလုံးလုံးမှဖြစ်ပါအပြင်ကိုထွက်များနေတဲ့ပြဿနာတိတော်မှာရွှေပေါင်းထားတဲ့ရွှေလေးလေးပြန်ယူခြင်းနဲ့အာခမရမင်္ဂလာဆောင်မှာရွှေလေးလေးဝတ်ခြင်းနဲ့ရွှေလေးထေကြသားလောက်လုပ်ခြင်းနဲ့အဲ့ဒီခွလန်းนี่ပိတ်နေတယ်ဒါကြောင့်လူယောက်ျားအလုံးအောင်ငွေကြီးအောင်ရွှေတွေဝင်နေတဲ့အခွလန်းนี่ပေါအောင် ပေါင်းထားတဲ့ရွှေလေးတွေပြန်ယူနေအောင်ကုညီစားကြောက်တော်မူပါဆိုတဲ့အကြောင်းတင်းနေလာအရှိအရာကိုလက်အာလူဆိုလေးခြံပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်ကိုနေနီးနေဆက်တတဲ့မင်းဒီချိန်မှာမင်းကြီးကတော့ water double view ငွေကြီးနဲ့ပတ်သက်တဲ့ကြက်တင်းမှုအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အဟောင်းများပြန်လဲတွေ့ဆုံမှုဖြစ်ပြီးအိုးရင်လောက်ကိုင်းအပြည့်စီများအိုးရင်လောက်ကိုင်းနဲ့စီမံခန့်မှုလွဲများကိုကြုံတွေ့နေရတာဖြစ်ပါတယ် မင်းနေဓာတ်ပြည့်နေတာပဲဗျာဒါကြောင့်မင်းနေဓာတ်ပြည့်တဲ့မင်းနေနဲ့ပတ်သက်တဲ့မှာတနင်္ဂနွေတောင်းအရှိမောက်တောင်းလက်အာလူအစိုးလေးကိုကိုင်းပြီးမှဆူတောင်းမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြောမယ်ဆိုမယ်လုပ်မယ်ကိုင်းမယ်အဲ့ဒီကိစ္စတွေအစဉ်ပြေခြင်းနဲ့အစဉ်ပြေတဲ့နဲ့ခွင်းလန်းနေပေါ်အောင်ကုညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းတင်းငွေနေတောင်းအရှိမောက်တောင်းလက်အာလူစုလေးကင်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်နေတဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာကိုသွားတဲ့ခီကိုပြောတဲ့စကားအမှန် သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်ညောတင်းနှင်းလာအရှိအရာကိုလည်းအာလူဆိုလေးကိုင်းပြီးဆူတော့ကျွန်တော်သွားခြင်းနေဗျာသွားတဲ့ခီးဒီအစီအမြင်ခြင်းပြောတဲ့စကားတွေအောင်မြင်ခြင်းအောင်မြင်တဲ့နေနဲ့အခွင့်အလမ်းတွေပေါ်ကိုကြီးစောင့်ချောက်ပါဆိုတဲ့အကြောင်းအာလူလေးကိုတင်းနှင်းလာအရှိအရာကိုင်းဆူတော့တော့သွားတဲ့ခီးများအနေကင်းပြီးပြောသောစကားများအောင်မြင်ကြသွားမှာဖြစ်ပါတယ်ဗျာအာကြာသပရိသသမီးတွေတော့ဒီချိန်မှာ ခင်ဗျာဝါဒဝါဒနဲ့အဆင်ပြေတဲ့စာမွေးနဲ့ပတ်သက်တဲ့ကိစ္စ၊မြေယာနဲ့ပတ်သက်တဲ့ကိစ္စ၊အပြောင်းရွှေ့ရာတူတူနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်ဆိုရင်တော့တင်းတော့မှပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ။ကြာသပြီးသားသမီးများတခုခုလိုအပ်ချက်ရှိနေတယ်ဆိုရင်တော့အင်္ဂါတော့အရှိတောင်တောင်တက်ပြီးတခုခုနဲ့ပတ်သက်တဲ့ဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှပိတ်ဆို့နေတဲ့ကံများအထူးသဖြင့်ပတ်သက်နေကြပြီးဆူတောင်းမယ်ဆိုရင်တင်းတို့ရဲ့ဆူတောင်းမှုများအမြန်ပြေဝမှီဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါတယ်ဗျာတောက်ကြသားသမီးတွေကဒီချိန်မှာအောင်မြင်တယ်ခီးစကားတွေသွားတတ်တယ်အိမ်မှာသွတ်တွေတန်နေဝင်တယ်အိမ်မှာသွတ်တွေတန်နေနဲ့ခီးသွားတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့ဆောင်ရွက်နေရတာဖြစ်ပါတယ်ကောင်းပါတယ်ဗျာတောက်ကြသားသမီးများတခုခုလိုအပ်ချက်ရှိရင်တော့တင်းင်းလာအရှိအယကိုလှည့်ပြီးမှလက်ထက်မှဘာမှမကင်မဲနဲ့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ပွန်းလမ်းမိဖြစ်ပါကြအောင်လေးလေးစားစားတတ်မှန်တင်ပြပေးလိုက်ပါတယ်ဗျာအပြင်းတွေအကောက်မိတိုင်းနေအမကောင်းဘူး ကိုယ်နိုင်ငံကိုယ်လူမျိုးတွေမှာတခုခုအဆင်မပြေမှုတွေကြုံတွေ့နေရတာ ဖြစ်ပါတယ်။အဲဒီကြုံတွေ့နေရရင်တော့ကျွန်တော်တို့ရပြောလို့ရှိရင်တော့အင်္ဂါတော့အရှိတောင်တောင်လက်ခမရအိမ်မှာဟောပေါ့ရေးလေးလက်ဖက်လေးတစ်ခွက်ကိုဖြောဓာတ်ပုံမျက်နှာလေးတစ်ပြီးမှသုတော့အသင်မျက်နှာတည်ရေးလေးအသင်လက်ဖက်လေးရဲ့ဒဇွန်လောက်တောက်ပြီးမှကျွန်တော်လေးပြဿနာဖြစ်မှကြောက်တယ်ဗျာရေကြီးတယ်မိုးရွာတယ်ငလင်းလှုပ်တယ်အဲဒီသဘာဝအေးရန်နေကြောက်တယ် အလူလုတ်တဲ့စမေးကြီးကနေပတ်တဲ့မင်းကြီးရဲ့လောဘဒေါသကြောင့်ဖြစ်ပေါ်တဲ့ပြဿနာတွေနဲ့ဝေးကျင်တယ်။ကျွန်တော်ရင်ကျွန်တော်ရကျွန်တော်မိသားစုကျွန်တော်လုပ်နေတဲ့လုံကမာတော့ခမရအဲ့ပြဿနာတွေဝေးကျင်နေဝေးသိနေတဲ့ခွန်းလန်းနေပေါ့အတင်းကြီးလေးကအတင်းလက်ဖက်ကြီးလေးကကုညီစောင့်ရောက်ပါဆိုတဲ့အကြောင်းလီလီစားစားနဲ့ခမရကျွန်တော်တို့ရပြောရင်တော့အင်္ဂါတော့အရှိတောင်းတော့လှည့်ပြီးမှမျက်နှာတက်ပြီးဆူတောင်းမလားနော်ဓမ္မမုံလက်ဖက်လေးတစ်ခွက်ပြောဒသနတော့တောက်ပြီးတော့ဆူတောင်းမလားဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှပိတ်ဆို့နေတဲ့ကမ်းမြား အမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာနော်အဲ့ဒါဒီကံလေးတွေစမ်းမယ်ကျွန်တော်နိုင်ငံမှာလုပ်တဲ့အောင်မလေးဒီများတခြားနိုင်ငံလုပ်တဲ့ဒီကံလေးတွေစမ်းမယ်ဆိုရင်တော့ခမရဟိုအင်္ဂါတော့အရှိတောင်တောင်လက်အခမရရေလေးတစ်ခွက်လောက်တောက်ပြီးမှဆူတောင်အတင်းရေလေးကျွန်တော်ကျွန်တော်နိုင်ငံမှာလုပ်တဲ့ဒီကံလေးစမ်းမယ်တခြားနိုင်ငံလုပ်တဲ့ဒီကံလေးတွေစမ်းမယ်ဒီကံလေးစမ်းတဲ့အခါမှာအမြန်ဆုံးပွင့်လန်းအောင်ကုညီစောင့်ချောက်ပါဆိုတဲ့အကြောင်းလေးလေးစားသားနဲ့အင်္ဂါတော့အရှိတောင်တောင်လက်ပြီးရေလေးတောက်ဆူတောင်းမယ်ဆိုရင်တော့ ထီကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအထီကံလေးတွေစမယ်ဆိုတိတူနှစ်တူကိုတို့အခွေလေးတွေခွေးမယ်ဆိုတော့ကန်ဆိုင်ရင်တော့အစင်ပြမှာဒီတစ်ပတ်ထဲမှာတော့ခင်ဗျားနှစ်အပူလေးတွေထိုးမယ်ဆိုရင်နှစ်ပူးဗျာတကယ်လို့အဲဝဒဲတခွက်တည်းဆိုရင်တော့ကိုးနှစ်ဆိုတဲ့ဟာလေးတွေထိုးမယ်ဆိုရင်တော့တင်းတို့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကံထီကံနဲ့မတ်တဲ့ပတ်သက်လို့ပိတ်ဆို့နေတဲ့ခொနေသားမင်းအားလုံးတို့ဒီဒီတစ်ပတ်ထဲမှာခင်ဗျာတင်းနှစ်ကိုဆိုတဲ့အခွေးလေးတွေခွေးပြီးတော့ကန်ဆမ်းမလား ဒါမှမဟုတ်ရင်တော့ခင်ဗျနှစ်နှစ်ဆိုတဲ့ကဏ္ဍလေးကိုအပူလေးကိုတပူတော့ကန်ဆမ်းမယ်ဆိုရင်တော့ဒါမှမဟုတ်ရင်လည်းအတွဲလေးနဲ့ဆိုရင်တော့ကိုနှစ်ဆိုတဲ့အတွဲလေးတွေကန်ဆမ်းမယ်ဆိုရင်တော့အထီးကံများအမြန်ပွန်းလမ်းမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာချစ်မှုရေရာတွေနဲ့ပတ်သက်တဲ့ဆင်ပြေခြင်းတင်းနေဝင်တောင်အရှိမရောက်တော့သွားကန်နီလာကန်နီမှာတင်းနေဝင်တောင်အရှိမရောက်တော့လှည့်ပြီးမှသွားမယ်လာမယ်လုံးမယ်ကိုင်းမယ်အလန်ခီမှာအနေကြီးမှာဒီပြောသမျှဆုသမျှအောင်မြင်ပါသေးကြောင်းလေးလေးနဲ့နဲ့နဲ့စူတောင်းသွားမယ်ဆိုရင်တော့ သွားတဲ့ခင်များအနေကင်းပြီးခင်မှုရရတွေနဲ့ပတ်သက်တဲ့ကိစ္စများအစဉ်ပြေးသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့မဲ့မနေ့ကတင်ထားတဲ့ကောမတ်ဒီမှာတော့အကြသာပြီးသာသမီတွေရွေးကြည့်ခြင်းနဲ့အကြွေးကြည့်ခြင်းနဲ့ဆိုတဲ့ပုံကိုယ်လေးခင်ဗျားအိမ်မှာကြီးတဲ့အိမ်ကြီးလေးသုံးတယ်အိမ်ကြီးလေးသုံးတယ်ကိုထပ်ထပ်ပြီးလက်ကလေးနဲ့ပုတ်လက်ကလေးနဲ့ပုတ်အဲအတင်းအိမ်ကြီးလေးရဲ့ကျမအကြွေးလေးရှိတယ်အကြွေးလေးကသူများကိုပေးရမယ်ပစံဘလောက် အိုက်ပေးသေးနိုင်တဲ့အခွင့်အလမ်းတွေပေါ့အတင်းအင်းကြီးလေးကကုညီစောင့်ရှောက်ပါဆိုတဲ့အင်းကြီးသုံးတယ်လေးကိုထပ်ပြီးတော့လက်ကလေးနဲ့ပုတ်လိုက်ဆူတောင်းလိုက်ပုတ်လိုက်ဆူတောင်းလိုက်စုစုပေါင်း20နဲ့တကြိမ်တည်းတည်းဆူတောင်းမယ်ဆိုရင်တော့20ရဲ့အတွင်းမှာအတင်းမှာပိတ်ဆိုနေတဲ့ဂျာတာပရိသတ်သမီးနဲ့ပတ်သက်တဲ့ပိတ်ဆိုနေတဲ့အကြွေးများအများဆုံးကြီးရောက်မှာဖြစ်ပါတယ် ။ဒါကြောင့်အတင်းကြသာပရိသီမီလေးအင်ကြီးလေးပေါ့အင်ကြီးလေးသုံးသေးကိုထပ်ပြီးမှလက်ကလေးနဲ့ပုတ်ပုတ်ပုတ်ပြီးမှခမရ20နဲ့တကြိမ်ဆူတောင်းလိုက်စမ်းပါ။တင်းရဲ့ကြွေးများ20တင်းအစဉ်ပြေမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရဗျာ။ပြောစကားနားမထောင်မှုနားမထောင်မှုဆိုတဲ့ပုံကူများမိမိရဲ့နားလေးကိုလက်ကလေးနဲ့ကနားကိုလက်နဲ့ကတ်တော့အနားကတ်တယ်တဲ့။ အဲ့ခင်ဗျာလက်ကလေးအဲ့ကတ်ထားတဲ့လက်ကလေးကိုလက်ညိုးလေးကိုထောင်းအဲ့နားပေါ်မှာလက်ညိုးလေးထောင်းတော့နားထောင်နေတဲ့အဲ့ဆိုတဲ့အကြောင်းခင်ဗျာသူပြောသမျှဆိုသမျှဒီလူကတော့နားထောင်ပါသေးကြောင်းလက်ကလေးနားလေးပေါ်မှာလက်ကလေးကတ်လက်ညိုးလေးကိုထောင်းပြီးမှနားထောင်ပါဆိုတဲ့အကြောင်းဆုတောင်းမယ်ဆိုရင်တော့သင်ရဲ့ပြောသမျှဆိုသမျှများနားထောင်မိဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါရဗျာ29ရက်17လ2025မှာမွေးတဲ့ စနေသားသမီးလေးရဲ့စနေတန်းဆောင်မွေးလေးရတော့မနေ့အတိုင်းကျွန်တော်တို့ပြန်လဲပြီးတော့ဖြေကြပြီးဖြစ်ပါတယ်ကောမတီမကြည့်ဘူးနဲ့တူပါတယ်နော်အိုင်မအမှတ်ကတော့62မှတ်နဲ့92မှာကြားမှာရောက်တယ်ကလေးရတယ်လွလွကျွတ်ကျွတ်အောင်းနေပြီဂုံတူးတွေပါဖို့ပဲလိုပါတော့တယ်ဗျာဂုံတူးတွေလိုချင်တော့တင်းငွေနေတောင်အရှိမြောက်တောင်လဲအာလူးအစိုးလေးကိုကင်ပြီးတော့ဆူတောင်းသားမှာခမရကလေးရဲ့ဆံမွေးများတနေ့တည်းတနေ့အမှတ်စင်းများတိုးတက်လာမည်ဖြစ်ပါကြောင်းလီလီစားစားတင်ပြပေးလိုက်ပါတယ်ဗျာ အာတရွေရဲ့ကလေးကိုလှုပ်ထားတဲ့သမီးလေးတရွေကလေးဒီလှုပ်ပြီးလို့ရှိရင်နေတိုင်းလှုပ်လို့ရသလားထောက်ကြသမီးလှုပ်ရမယ့်အချိန်လေးမှာတရွေရဲ့6ရက်ကိုကျွတ်ကျွတ်ကလေးနဲ့ထည့်ပြီးချိန်ထားနောက်ဆိုရင်မကြာခဏလှုပ်လှုပ်ပြီးဆူတောင်းမယ်ဆိုရင်တော့သမီးမှာပိတ်ဆို့နေတဲ့ငွေကံများ အမြန်ဆုံးပွင့်လာမည်ဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရယ်ဗျာ။သုံးတရဲ့12လ2009ခုမှမွေးတဲ့တင်းတင်းကုန်ဒီသားသမီးလေးစန္ဒန်းဆောင်ဝဲဖြီတော်မှာတဲ့အဲ့ကလေးကတော့ခမ45မှနဲ့62မှကြားမှာပဲအမှတ်တွေရှိပါတယ်ကလေးကတော့အောင်ပါပါအမှတ်ကတော့နည်းတဲ့ပြူအမှတ်ကတော့နည်းတဲ့ပြူဒါကြောင့်အမှတ်တွေနည်းတဲ့ကလေးများအမှတ်တွေများများရခြင်းတော့ တင်းငွေနေတောင်းအရှိမြောက်တောင်းနဲ့ဖြစ်ပေါ်နေတဲ့အခက်အခဲကြုံကျင်လို့အာလူကြော်ဒီတစ်ခုလောက်စားပြီးမှကလေးရဲ့အမှတ်စင်းများအများဆုံးတိုးတက်ပါသည်စားရင်များများရပါသည်ကြောင်းမကြကနာဆူတောင်းပြီးမှဆိုရင်တော့အမှတ်စင်းများပုံမှန်တိုးတက်လာမှဖြစ်ပါတယ်ဗျာအခုလောလောလတ်ကတော့အောင်းမတ်ကြော်ကြော်လေးရနေပြီဖြစ်ပါတယ်အနောအရာလေးအတင်းငွေနေအတမီရတဲ့ရွှေလေးတွေပေါင်းထားတာတဲ့ရွှေလေးတွေပေါင်းထားတဲ့ရွှေလေးနဲ့ပတ်သက်လို့ပြဿနာကြီးတက်နေတဲ့ငွေလေးမွေမှုခင်ဗျအိမ်ဝအိမ်ဝပေါ့ အဲ့ဒါလေးတွေပေါင်းထားတဲ့ရွှေလေးတွေပြန်ရွေးခြင်းနဲ့နှမို့ဆိုရင်ပြဿနာတက်မယ်ဆိုတဲ့တင်းငွေနေတမီလေးတင်းလာအရှိအရာကိုလက် ပတ်စံလေး90တန်းဒီ3ရွက်ကျွကျွကလေးနဲ့ထက်ထည့်ပြီးလို့ရှိရင်တင်းလာအရှိအရာကိုလွှဲလွှဲပြီးတော့တမီစုတောင်းသားမှာအသင်းပတ်စံ90တန်းလေးရဲ့တမားတမီလေးရွှေလေးပေါင်းထားတာပေါင်းထားတဲ့ရွှေလေးပြန်ရွေးခြင်းနဲ့ရွေးစီနိုင်တဲ့အခွင့်အလမ်းတွေပေါ်အောင်ကူညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းတနင်္လာအရှိရက်ကိုလှည့်ပြီးမှပေါင်းထားတဲ့ရွှေလေးပြန်ရောင်းခြင်းပြန်ရခြင်းနဲ့ဆိုရင်တော့ ဲ့50တန်း3ရက်ကိုကြွတ်ကြွတ်ကလေးနဲ့ထည့်ပြီးလွှဲလွှဲပြီးတော့မကြာခဏဆူတောင်းသားမှာတမိအစင်ပြပါလိမ့်မယ်တမိမှာပိတ်ဆို့နေတဲ့ကံလေးတွေအမြဲတမ်းပွင့်နေတဲ့ဆွေနာတောက်ကြမြောက်ရက်ကိုလှဲ့လှဲ့ပြီးလို့ရှိရင်ညမောင်မောင်မှာတောက်ကြမြောက်ရက်ပြီးပေါင်းထားတဲ့ရွှေမြပြန်ရွေးခြင်းနဲ့အိမ်ဝမ်းလေးတွေရောင်းခြင်းနဲ့စက်တူလုတဲ့လုပ်ငန်းတွေလုပ်ခြင်းနဲ့တမိမှာတော့ဘေကိစ္စဘေကိစ္စတွေပိတ်နေတယ်ဘာတွေဘာတွေလိုအပ်နေလိုအပ်တဲ့ကိစ္စလေးတွေအများဆုံးအစင်အောင်ပြအောင်ကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းညမောင်မောင်မှာတောက်ကြမြောက်ရက်ကိုလှဲ့ပြီးတော့မကြာခဏဆူတောင်းလိုက်ဆမ်းပါ တမိဒီပုံသဏ္ဍာန်ပုံမှန်ဆူတောင်းသွားမယ်ဆိုရင်တော့၁၀လပိုင်း15ရက်မကျော်မီအတွင်းမှာတမိရဲ့ပိတ်ဆိုနေတဲ့ရွှေပေါင်းထားတဲ့ရွှေများပိတ်ဆိုနေတဲ့အခဲခဲများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးသာသာပြန်ကြပြလိုက်ပါတယ်ဗျာဆူမဲလေးပေါက်ချင်တယ်ပေါက်ချင်တယ်ဆိုတဲ့တမိလေးတမိလေးဆူမဲလက်ခံနေမှာမိမိရဲ့လက်တစ်ဖက်ကိုဒီတစ်ဖက်ကနေပြီးတော့ဘောပင်လေးနဲ့တတရစ်လိုရေးလိုက် တအိုရစ်တော့တစ်ရတယ်တဲ့သမီစုမေးများအမှတ်တင်နှစ်တင်နှစ်သုံးတစ်ကတော့မရဘူးနှစ်နဲ့သုံးရပါစေဆိုတဲ့ကြောင့်တအိုရစ်တော့တစ်ရတယ်တဲ့တတရစ်ဆိုတဲ့ဟာလေးဘောပင်နဲ့ရေးရေးလက်ကလေးနဲ့ဇတိတတရစ်လို့ရေးပြီးမှခမစုမေးလေးနိုင်လိုက်စမှာဗျာခမစုမေးများအမှန်ဆုံးနှစ်နဲ့သုံးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးရမိဖြစ်ပါကြောင်းလေးလေးစားစား ပြန်ကြပေးလိုက်ပါရယ်ဗျာအကျွေးတွေပြန်ရခြင်းနဲ့အကျွေးတွေပြန်ရခြင်းနဲ့ဆိုတဲ့သမီးများအကျွေးတွေပြန်ရခြင်းတော့စနေတော့နောက်တော့တော့လဲနွားနိုလေးတို့ကကိုဖျောဒစုံလောက်တောက်တော့ပြီးမှမိမိချိငါထားတဲ့အကျွေးများအများဆုံးပြန်ရပါသေးကြောင်းလေးလေးစားစားဆူတောင်းမယ်ဆိုရင်တော့သမီးနဲ့ပတ်သက်တဲ့အကျွေးများအများဆုံးပြန်ရမည်ဖြစ်ပါကြောင်းစနေတော့နောက်တော့တော့လဲနွားနိုလေးတောက်ပြီးမှအဲဒီနွားနိုလေး ကျွန်မဘ누구ပေးထားတဲ့ပတ်သက်နေရအကျွေးရဘလောက်အဲ့ကျွေးလေးအများဆုံးလူချင်းနဲ့ရသေးနိုင်တဲ့အခွင့်အလမ်းတွေပေါ်အောင်ကူညီပါဆိုတဲ့အကြောင်းလေးလေးစားစားနဲ့စနေတော့အနောက်တောင်တော့လက်ပြီးနွားနုတ်လေးတောက်ရင်တော့သမီးအကျွေးများစူတောက်မိတဲ့ချင်း9နာရီရေအဖြစ်ပြောရင်4ရက်တစ်တဲ့နောက်ကျရင်စနစ်လာအဖြစ်ပြောရင်2လအတွင်းပြရမည်ဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရဗျာရွှေပြောက်တွေရွှေပြောက်နေတာပြန်မတွေ့သေးဘူးဆိုတဲ့တမီးလေးရွှေတွေရတဲ့ရောက်တဲ့နေရာမှာရှိနေတာဖြစ်ပါတယ်เนาะဟာ ရွှေနမအာဆိုတော့အဲ့မှာသမီးတို့နဲ့ပတ်သက်တဲ့ရွှေရှားတဲ့ခါမှာသမီးနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ကိစ္စမှာဖြစ်နိုင်လို့ရှိလို့ရှိရင်သမီးအာလူလေးကိုကင်ပြီးဆူတောင်းတဲ့အချိန်မှာအဲ့မကင်ခင်မှာတန်နဲ့ပတ်သက်တဲ့ပစ္စည်းတခုခုအဲ့သမီးနဲ့ပတ်သက်တဲ့အဲ့မှာမျက်စိဆိုရင်မျက်စိကိုနည်းနည်းပုတ်လိုက်မဆုံးလေးနဲ့တန်ဆုံးလေးနဲ့ဖြည့်ပြီးပုတ်လိုက် အဲ့ပို့ပို့ပြီးမှသူတောင်းနှုံးဆိုတဲ့တတ္တဝါလေးကတမိရွှေလေးကိုကွဲထားလို့ဖြစ်နေတာတမိရောက်တဲ့နေရာမှာပဲရှိသေးတယ်တမိဒါကြောင့်ရွှေလေးကိုရှာမယ်ဆိုရင်တံမြာသီလေးနဲ့လက်ကလေးကိုပို့ပြီးမှသူတောင်းအပြီးမှအာလူးလေးကိုင်းပြီးနည်းနည်းတော့ရှာကြည့်တတ်မှာတမိရောက်တဲ့နေရာမှာပဲရှိပါသေးတယ်ဗျာအပြင်မရောက်သေးပါဘူးနော်အဲ့တောက်ကြတမိရအာမခံထားတဲ့ကျွေးလေးတွေပြန်ရခြင်းနဲ့အာမခံကျွေးလေးတွေရခြင်းနဲ့ဆိုရင်တော့ခမရတောက်ကြမြောက်ရက်ကိုလှည့်ပြီးမှအာမခံကျွေးများများလုံးပြန်ရခြင်းနဲ့ အမခံထားတဲ့ကိစ္စတွေအများဆုံးဆင်းပြေခြင်းနဲ့ဆိုတဲ့အကြောင်းတောက်ကြမြောက်ရမှာညမောင်မောင်မှာဆူတောင်းခြင်းအပြင်တင့်မာပိတ်ဆိုနေတဲ့ကံများဆဲလာပိုင်းအတွင်းမှာအရှင်ပြီမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာနော်အလားအင်္ဂါသမီးရလဲရွှေလေးတွေပေါင်ထားတာပြန်ရွေးခြင်းနဲ့ရွှေလေးတွေပေါင်ထားတာပေါင်ထားတဲ့ရွှေလေးတွေပြန်ရွေးခြင်းနဲ့ဆိုရင်တော့ ခမတောက်ကြမြောက်ရကူလက်ကော်ပီလေးတစ်ခွဲကိုဖြောတစုံလောက်တောက်တော့ပြီးမှပေါင်းထားတဲ့ရွှေလေးများပြန်ရခြင်းနဲ့ဆိုတဲ့အကြောင်းလေးလေးစားစားနဲ့အတင်ကော်ပီလေးရဲ့ကျမလေးရွှေလေးပေါင်းထားတာဘယ်ဆိုင်မှာပေါင်းထားတာပေါင်းထားတဲ့ပစံဘလောက်အိပ်ပြန်ရသေးတဲ့အခွန်းလန်းနေပေါ်အောင်ကူညီစောင့်ရောက်ပါဆိုတဲ့အကြောင်းလီလီစားသန်းနဲ့တောက်ကြမြောက်ရက်ကိုလက်ပြီးဆူတောင်းမယ်ဆိုရင်တော့ပေါင်းထားသောချွေများအများဆုံးအဆင်ပြေမီဖြစ်ပါကြောင်းလီလီစားသန်းတင်ပြပေးလိုက်ပါတယ်ဗျာတနင်္လာလီရတဲ့ပြောစကားနားမထောင်မှု ကြသာပြီးသားသမီးရတဲ့ပတ်တိပတ်တိနဲ့ဖြစ်နေတာဖြစ်တဲ့အတွက်စနေတော့အနောက်တောင်တောင်လက်ဓာလေးကိုကိုင်းပြီးမှသူတော်အတင်ဓာလေးရဲ့တင်းနေလာသားလေးသားသမီးရစကားပြောရတာနားမထောင်ဘူးတင်းနေလာလေးကအဆင်မပြေဘူးဒါကြောင့်တင်းတင်းဓာလေးရဲ့တင်းနေလာသားသမီးလေးကဒီကိစ္စဒီကိစ္စဒီကိစ္စတွေအဆင်ပြေအောင်ကုညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းစနေတော့အနောက်တောင်တောင်လက်ဓာလေးကိုင်းပြီးမကြခဏသူတောင်းရင်တော့တင်းနေလာနဲ့ပတ်သက်တဲ့ကိစ္စများ အမြန်ဆုံးအဆင်ပြေမည်ဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာ1994ခုနှစ်မှာမွေးတဲ့အဲကြာတာပရိသတ်သမီးလေးတော့ကြမ်းမိုက်မကောင်းဘူးတဲ့ကြမ်းမိုက်မကောင်းဘူးကြမ်းမိုက်ကြီးကောင်းရင်တော့သမီးကြီးအဲမှာမုတ်သက်ရှိလေးမုတ်သက်ရှိလေးအဲဟိုရာဦးတောင်းတော့မျောတော့မုတ်သက်ရှိဆိုတာဟိုမုံငါအတုတ်ကိုပြောတာမုံငါအတုတ်ကလေးတပွဲကိုဝဲစနေဟိုရာဦးတောင်းတော့မျောတော့လှက်လှက်ပြီးမှဆူတော့ အတင်းမုတ်သက်ရှိလေးရဲ့မုံငါလေးအတုတ်ကလေးရဲ့အကျမလေးကြက်မိုင်မကောင်းဘူးကြက်ကြက်မိုင်မကောင်းတာဘဒူဘဒူပေါ့သူ့မှာဖြစ်ပေါ်နေတဲ့ကြက်မိုင်များအများဆုံးကောင်းပါသေးကြောင်းမုံငါလေးတစုံလောက်စားပြီးတဲ့အချိန်ကပိတ်ဆို့နေတဲ့ကြက်မိုင်နဲ့ပတ်သက်တာအများဆုံးပွင့်လန်းပါသေးကြောင်းလေးလေးစားစားဆူတောင်းမိမှရာဦးတောင်းလက်အမုံငါအတုတ်ကလေးကိုကိုင်းပြီးဆူတောင်းမယ်ဆိုရင်တော့အဲ့1984ခုနှစ်မှာမွေးတဲ့ကြာသာပတိသားသမီးနဲ့ပတ်သက်တဲ့ကြက်မိုင်များအများဆုံးကောင်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာ အမတောက်ကြကလေးကတော့ငွေအစင်ကန်နေပိတ်နေတယ်ငွေကန်နေပိတ်နေတော့ကျွန်တော်တို့ကစနေတော့နောက်တောင်တောင်လှည့်လှည့်ပြီးမှခမရအိုက်မှာဓာရီကိုကင်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှာပိတ်ဆိုးနေတဲ့ကန်များအမြန်ပွန်လမ်းမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာဒီနေ့ကတော့အင်္ဂလိပ်လို28ရက်ကုလား2025တင်းငွေနီနီဖြစ်ပါတယ်2930တရက်နေဆိုရင်တော့ထီထီပွန့်တော့မှာဖြစ်ပါလားအောင်မလီလေးတစ်ဆောင်ကိုကျွန်တော်တို့ကြည့်ရှုကြတဲ့ပြည်သက်ကတော့ အဲ့ဒီအချိန်မှာဒီရက်တေးတည်းမှာကျွန်တော်ကတော့အဲ့ဒီအောင်မလေးလေးထီးတစ်ဆောင်နှစ်ဆောင်လောက်ထိုးတင်တယ်လို့ကျွန်တော်တို့အကြံပြုပါတယ်ထီးတစ်ဆောင်နှစ်ဆောင်လောက်ထိုးပါထိုးပြီလို့ရှိရင်အဲ့ဒီဘာကဏန်းနေဘာတွေရွေးမနေနဲ့ထီးလက်မှသူပြီးတာပဲအောင်မလေးထီးဖြစ်ပါတယ်အဲ့ဒီထီးလက်မှကလေးကိုထိုးထိုးပြီးရင်အဲ့ရောက်ဘူးတစ်ခုနဲ့ထည့်ပြီးပိတ်ထားပါဗျာခင်ဗျညမောင်မောင်မှာတောက်ကြမြောက်ရက်ကိုလှည့်ပြီးမှဆူတော့အကြမ်းတော့ဒီဘက်မှာထွက်တဲ့အောင်မလေးထီးလေးတွေကန်လေးတွေစံထားတယ်အဲ့ထီးကန်လေးတွေအများဆုံးပွင့်လန်းပါသေးကြောင်း တောက်ကြမြောက်ရက်ကိုလှည့်ပြီးမှညပိုင်းအစဉ်ပြေးတဲ့အချိန်လေးတွေမှာညပိုင်းညပိုင်းနေမှာဒေဒီဆာဆာနဲ့ဆူတောင်းလိုက်စမှာဗျာအဲဒါတစ်ချက်အထီးအကြီးအကြီးအဲအကြီးဒီလက်မှတ်ကလေးကိုဘူးတဲ့ကိုထည့်ပြီးပိတ်ထားပိတ်ထားတဲ့ဒီလက်မှတ်ကလေးကအင်္ဂလိပ်လိုတည့်ရနေထီဖွင့်မွေနေနေမှာပြန်လည်ပြီးတော့ဖွင့်ရမှာ ဖြစ်ပါတယ်အာထီမီနီထွက်ပါတော့ဆိုဘူးလေးကိုလှက်ပြီးမှဒီလက်မှတ်ကလေးကိုဆွဲထုတ်လိုက်အထီမီနီကျမတို့အောင်မလေးထီလေးထိုးထားတယ်ထိုးထားတဲ့ထီလေးကတော့ဟိုက်ထီလက်မှတ်ကလေးဖြစ်ပါတယ် ကျမတို့ဦးစားပေးပြီးကျမမှာအိမ်လေးဝယ်မယ်မြေလေးဝယ်မယ်ဘာလေးတွေလုပ်မှာအဲ့ကြောင့်ကျမပတ်စံတွေလိုးနေတာလိုးတဲ့ပတ်စံဘလောက်အဲ့ဒီလိုးတဲ့ပတ်စံတွေဝင်သေးတဲ့နဲ့အခွင့်အလမ်းတွေထီကန်လေးတွေပေါအောင်အသင်းထီမီနီယာဦးစားပေးပြီးကျမကိုကူညီဆောင်ချောက်ပါဆိုတဲ့အကြောင်းလေးလေးစားစားနဲ့စူတောင်းစူတောင်းပြီးအဲ့ဒီထီလက်မှတ်ကလေးကိုဘူးတဲ့ကိုပြန်တဲ့အဖုံးကိုပိတ်တာပါပါအဖုံးကိုလှက်တာပိတ်မထားနဲ့ ဲ့ကာလာလေးအတွဲမှာခမအိမ်မှာမနေ့ကြီး7နှစ်လောက်အတွဲမှာဒီကတော့ထွက်နေပြီဒါကိုတော့မသိသေးဘူးပေါ့ဗျာအဲ့ဒီလောက်တွဲမှာခမဒီတို့တော့2000မိုးထိုးရင်904ရွက်ဆိုရင်တော့904ရွက်လက်ထဲမှာပြန်ဝင်လာမှာဖြစ်ပါတယ်ဖြစ်ရင်တော့မပေါက်ပါဘူးဗျာမဖြစ်ရင်တော့ပေါက်တာဖြစ်ပါတယ်ဒါကြောင့်ထီကန်လေးတွေကဒီချိန်မှာဆယ်လာပိုင်းနဲ့မှာရိုးရည်ဖော်လို့ထိုးရကြော်တဲ့ကာလာမျိုးတွေဖြစ်တဲ့အတွက်ထီကန်လေးတွေစမ်းပြီးတော့ကျွန်တော်ပြောတဲ့အတိုင်းလုပ်မယ်ဆိုရင်တော့ပထမဆုံးထီလမတ်ကလေးကိုဝဲပါဝဲပြီးဘူးတကူတဲ့တဲ့ပိတ်ပါ အဲ့ခမရအဲ့ညမနေပဲညပိုင်းနေညပိုင်းနေမှာတောက်ကြမြောက်ရကူလှည့်ပြီးတော့ထီကန်လေးတွေစမ်းမယ်စမ်းတဲ့ထီကန်လေးတွေမှာအများဆုံးပွင့်လန်းပါသေးကြောင်းလေးလေးစားတဲ့နဲ့ထီကန်လေးတွေဘလောက်ဘလောက်ပွင့်နေတယ်ဆိုတဲ့အကြောင်းညပိုင်းညပိုင်းနေမှာဆူတောင်းမယ်ဆိုရင်တော့တော်တော်များများထီကန်နေပွင့်လန်းတော့မှဖြစ်ပါတယ်တရက်နေမှာထီဖွဲ့မှာဖြစ်ပါတယ်ထီဖွဲ့နေနေမှာဘူးထီလက်မှတ်ကလေးထဲထားလေဘူးလေးကိုထီမင်းကြီးထွက်ပါတော့ဆိုပြီးတော့ဘူးလေးကိုလှက်ဖွဲ့ဖွင့်ပြီးမှအတင်ထီမင်းကြီးကျမထီလေးရတော့ကန်ဆတ်ထားတဲ့ထီလေးဟိုက်ထီလေး ကျမတို့ကျင်တာတော့ဘေကိစ္စပဲအိမ်ဒီဆောက်မယ်ဝိုက်တင်ဝယ်မယ်ကားတွေဝယ်မယ်တိုက်တွေဝယ်မယ်ဘာတွေလုပ်မယ်အဲ့ဒီကိစ္စအတွက်ကျွန်တော်ပတ်စံလိုတယ်လိုတဲ့ပတ်စံဘလောက်အဲ့ဒီရသေးနိုင်တဲ့ထီကန်လေးတွေနဲ့ပတ်သက်တဲ့ပေါ့ဥသာပြီးပြီကျမကိုကူညီဆောင်ရပါဆိုတဲ့အကြောင်းလေးလေးဆက်ဆက်ဆူတောင်းဆူတောင်းမိဘူးတဲ့ပြန်ထဲပြီးအဖုံးလေးဟိုတာလှက်ထားလိုက်ပါဗျာခင်ဗျာထီထိုးတော့အဲ့မိမိထိုးလိုက်တဲ့ထီပတ်စံပေါ့ ဒီပို့ပေးတဲ့ပတ်စံလေးအရေးအတွက်ကိုယ်တော်မှတ်ထားအဲ့ဒီအတွက်တင်မှာတရက်နေ့မနေ့ပိုင်း7နိုင်လောက်အတွင်းဝင်မယ်ဆိုရင်တော့မပေါက်ဖဲနဲ့မွေမှုဆိုသေးကြပေါက်ပေါက်မိဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့အရှင်ညာမိမိတရားသူကလည်းလူရည်သေးလက်နဲ့နဲ့မကွာသူတို့တောက်ကြောက်လူဒန်းနေတာဖြစ်ပါတယ်။မင်းရလည်းကျွန်တော်တို့မုံများနော်မုံများလူဒန်းပါတယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလဲကျွန်တော်တို့လူဒန်းသွားပါတယ်ဗျာ။နော်အရာလေးတွေအမင်းရလည်းကျွန်တော်တို့လာပြီးတော့ခမငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလူဒန်းသွားပါသေးတယ်။ ဒါကြောင့်ကျွန်တော်တို့လူရန်ပြည်တဲ့ပုံကူများမကွေးသူမမအဲတောင်းတဲ့သူမမရင်းနေကြောင်းမမရန်ကုန်ကဒေါ်အီမရန်ကုန်မှာရှိတဲ့ကိုကူမမမင်္ဂလာတော်ကကိုကူမမအရှိတကုံဘကဆီယာမလေးနော်တောင်းကြီးမှာရှိတဲ့ကိုကူမမမန္တလေးနန်းချီကကိုကူမမများနော်အရာကြိုက်ထောကကိုကူမမနေပြီးတော့ကိုကူမမအဲ့မမကိုကူမမများကြံမအောင်ပဲဗျာကိုကူမမတို့ဒီကျွန်တော်တို့ချွေးညာမိမိသားသူကလူရည်သက်လက်နဲ့မကွာသူထောက်လျှောက်လူရန်နေတာဖြစ်ပါတယ် ကြောင့်ရှင်နာမိမိသားစုကိုကြည်ရှိကြရတဲ့ပေးပြလူတိုင်းရတဲ့ပုဂ္ဂိုလ်ကောမရေးကြတဲ့ပုဂ္ဂိုလ်မိသားစုအားလုံးတို့ဒီရှင်နာမိမိသားစုကပြုလုပ်တဲ့ကုသိုလ်ကောင်းမှုအားလုံးကိုအဆုစုအမြပေးပါတယ်ရောက်တဲ့ဘုံဒါနသာဓုခေါ်ကြပါတာဓုခေါ်ရင်မဟုတ်ဘူးအဲဒီတာဓုခေါ်ရင်မိအောင်ပါအောင်ဘောအောင်ပောင်းရွှေတော်ရှစ်တောင်မျိုးတော်ပောင်းနဲ့ပုဂ္ဂိုလ်ပောင်းတို့ဒီတာဓုတွေခေါ်ရပြီးတော့လက်ရှိနေကြတဲ့မြင့်တော်မြတ်တော်ဘောအောင်ရောက်ပါသေးတိရောက်ရုံမဟုတ်ဘူး အကြရှင်ညာမိမိသားသူရှင်ညာမိမိသားသူကိုကြည်ရှုကြတဲ့ပြိဿလူတန်းကြတဲ့ပုဂ္ဂိုလ်ကောမရေးတဲ့ပုဂ္ဂိုလ်အားလုံးအားလုံးဟာ အင်းကြီးအင်ကောင်မိသားစုမိသားကောင်အလုတ်ကန်ကောင်များအများဆုံးရရှိအောင်ကုညီဆောင်ရှောက်နိုင်ပါသေးသည်ငွေကြီးများဆုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်နဲ့ပေးတရားကြီးသောကိစ္စများပေးနိုင်ပြီးရရရှိသောကိစ္စများအများဆုံးရအောင်ကုညီဆောင်ရှောက်နိုင်ပါသေးသည်စိတ်ချမ်းသာကိုချမ်းသာနဲ့ဆက်ပစ္စည်းတွေဝယ်နိုင်ပါသည်ငွေကြီးများဆုလိုက်ပြုံလိုက်ဝယ်ရုံမကရွှေတလဲငွေတလဲနဲ့အာသနာပြုနိုင်ပါသည်မိရာတွေပိုင်ဆိုင်ပါသည်ဆံမွေးဖြင်းအောင်ပါသည်နော်သွားတော့ခီးများအနေကိမိပြောသောတကားများအောင်မြင်ကြပါသည်နော်အရာ အမှုခင်းပြဿနာများဝေးကွာပြီးတော့ငွေကြေးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်နဲ့စိတ်ချမ်းသာကုချမ်းသာနဲ့သာသနာများစတဲ့စတဲ့ပုံမှုတိုးတက်ပြီးတော့လူတန်းနိုင်တဲ့သူတို့သူတို့များများဖြစ်အောင်မြင်ရမမြင်ရပုံကိုယ်တွေရွှေတော်ရှစ်တောင်းမျိုးတို့ပေါင်းတဲ့ပုံကိုယ်ပေါင်းတော့ဝိုင်းဝင်းကူညီစောင့်ရှောက်နိုင်ပါသေးတည်းကျွန်တော်တို့28ရက်9လ2025တနင်္ဂနွေရက်တနေ့တာကံကြမ္မာများကို တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ